ားလုံးပဲမင်္ဂလာပါရှင်။ Tarot Reading by Anonymous Page ရနေပြီးရောပြန်လေးကြိုဆိုလိုက်ပါရစေ။ဒီနေ့လှူထားပေးတဲ့ reading လေးကတော့သူကိုယ်တတိယနေသေးလားပေါ့နော်။ဆိုရလေးကိုကြည့်ထားပေးရဲ့ပြီးတော့နှစ်ယောက် relationship အတွက် oracle ကတ်လေးတွေကိုလည်းဆွဲထားပေးပါရစေ။အဲ့တော့ဒီမှာ file လေး၃ခုရှိရဲ့။ဒီ file လေး၃ခုတွေကမှကိုယ်နဲ့ energy ကိုက်မယ်ထင်တဲ့ file ၊ကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့ file လေးကိုရွေးချယ်လို့ကြပါရစေ။ရွေးချယ်ပြီးတော့အောက်က timestamp ဒီမှာတွားပြီးတော့ကြည့်ပေးပါနော်။ Hello ဖိုင်ဝမ်းလေးမင်္ဂလာ ါရှင်ဆိုဖိုင်1ဒီဖိုင်လေးကိုရေးထားတည်ကြပြီဆိုရင်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လို့ရရဲ့အဲ့တော့ဖိုင်1လေးတွေတစ်ဖက်လူကိုတတိယနေလားပေါ့နော်တစ်ဖက်လူကိုတတိယနေလားဆိုတာလေးကို reading လေးလုပ်ထားပေးရပြီဖြစ်ပါတယ်ဆိုတော့ဖိုင်1လေးတွေတစ်ဖက်လူကိုတတိယနေလား for ဖိုင်1တစ်ဖက်လူကိုတတိယနေလား ့ကအခုချိန်မှာတော့သူ့အလုပ်တွေနဲ့သူရှုပ်နေတဲ့ဆွဲပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်။ဆိုတော့တတိယနေလားဆိုတော့လေอืม okay ကို့အကြောင်းတွေးမိရည်စဉ်းစားမိရည်ရောရှိရယ်။နော်ကို့အကြောင်းတွေးမိရည်စဉ်းစားမိရည်ရောရှိရယ်။ဒါပေမဲ့အဲအရင်အဲ့လိုရုပ်ရှင်တွေရဲ့အဲ့လိုမျိုးလေးဒီပြောရှင်တွေဝင်ပြီးတော့လွမ်းဆွပြီးတော့အဲ့လိုဖြစ်နေတာမျိုးမဟုတ်ဘူးပေါ့နော်။ တစ်ဖက်လူကအဲ့လိုနည်းနည်းရင်းကျက်မဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်သူသူစိတ်သူထိန်းနိုင်နေလို့သူခံယူထားရပေါ့နော်တကယ်လဲသူထိန်းနိုင်ပါတယ်အဲ့လိုသူစိတ်သူထိန်းတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်တစ်ဖက်လူကရင်းကျက်တယ်အဲတခုခုဆိုလို့ရှိရင်လည်းတေချာလေးစဉ်းစားတွေးခေါ်ပြီးတော့မှလောက်တက်တယ်ပေါ့နော်အဲ့လို energy မျိုးရတယ် အဲ့တော့ကိုယ့်တတိယနေရဲ့သူ့စိတ်ထဲမှာတော့လေကိုယ်အမြင်တမ်းရှိရပေါ့နော်သူ့ဘေးမှာတခြားအဲ့လို option တွေရှိနေရတော့မှတခြားရွေးချယ်စရာတွေရှိနေရတော့မှကိုယ့်ကိုရောစိတ်ထဲမှာအမြင်ရှိရကိုယ့်ကိုတတိယရဲ့ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရရဲ့အဲကိုယ့်ကိုတတိယရဲ့အခါမှာလေကိုယ့်ရဲ့မကောင်းတဲ့အချက်တွေကိုတတိယမျိုးမဟုတ်ဘဲနဲ့ကောင်းတဲ့အချက်လေးတွေကိုရွေရွေပြီးတော့အော်သူကငါ့ကိုဒါလေးတွေဒါလေးတွေလို့ပေးခဲ့ပါလားဆိုပြီးတော့တတိယရဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့တော့ဖိုင်ဝမ်းလေးတွေကလေတစ်ဖက်လုံးနဲ့ကိုယ်နဲ့ခြားရဲမှာ maybe အဲ့လို gap တစ်ခုခုရှိလိမ့်မယ်အကြိုက် no contact ဖြစ်နေရမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင် long distance ဖြစ်တာမျိုးပဲဖြစ်ဖြစ်အသက်အရွယ်ကွာတာဘာသာကွာအဲ့လို gap တစ်ခုခုတော့ရှိလိမ့်မယ်လို့မြင်နေပေါ့နော်အပြီးတော့လက်ရှိ energy ကတော့ तू ကသူ့ဘာသာ तू busy ဖြစ်အောင်နေနေရပေါ့ဟို तू က तू အလုပ်ရှုပ်အောင်နေနေတယ်အလုပ်လည်းတကယ်ရှုပ်နေလည်းရှုပ်နေမှာပေါ့နော်အလုပ်ရှုပ်နေ busy ဖြစ်နေအဲ့ဆိုပုံစံမျိုးလေးကိုတွေးရတယ်ဒါမဲ့လေအဲ့လိုကိုယ့်ကိုတတိယရယ်လွမ်းနာရယ်ပြန်လိုချင်နာရယ် เนาะအဲ့လိုမျိုးရေဘူးလေ तू อ่ะထုတ်ပြมาတော့မဟုတ်ဘူးပေါ့เนาะအပြင်มาလေ physically ထုတ်ပြมาတော့မဟုတ်ဘူးအဲ तू စိတ်ထဲမှာပဲဒါရှိနေရဲ့အရာပေါ့เนาะတကယ်ချင်းနေစီကပြန်ကြားရမျိုးရှိခြင်းလည်းရှိလိမ့်မယ်ဒါပေမဲ့ तू ကိုယ်တိုင်ကတော့ကိုယ်လာပြီးတော့ ဟိုငါနေကိုတတိယပါပဲ။ဘာညာဆိုပြီးလာပြီးတော့ပြောမှာတော့မဟုတ်ဘူးပေါ့နော်။ဖိုင်ဝမ်နေရဲ့တစ်ဖက်လိုပါလေ။အဲ့လိုမျိုးလေးရောရှိရဲ့။အဲ့တော့အစင်ပြေလားဆိုရင်တော့အစင်တော့ပြေပါရဲ့။သူ့စိတ်ထဲမှာကိုကရှိနေရဲ့ဆိုတော့လေ။ဟိုဒါမဲ့မအားအောင်တော့သူနေနေရဲ့။ဒါမှမဟုတ်တကယ်မအားရလဲဖြစ်နိုင်နေပေါ့နော်။ဒါ January reading ဆိုတော့ဟိုကုံကုံကိုတော့ directly ပြောလို့မရဘူး။အဲ့သူ့ဘာသာသူရောစူးစမ်းပြီး strong ဖြစ်အောင်နေနေရဲ့ energy မျိုးလေးကိုတွေးရတယ်ကိုကိုရောစိတ်ထဲမှာရှိရဲ့တတိလည်းအမြင်ရရတယ်ဒါပေမဲ့ ဟိုအကြီးကျယ်ကြီးတွေ desperate ဖြစ်နေရမျိုးမဟုတ်ဘူးသိရမလား DNC ရဲ့မှာမြေရှိရဩငါသူ့တတိယလိုက်တာဒီချိန်ဆိုသူဘာလုပ်နေမလဲမသိအဲ့လိုလူကြီးလူကောင်းဆန်ဆန်ရင်းကျက်ရင်းကျက်ကျက်ပုံစံနဲ့တတိယရဲ့ energy မျိုးပေါ့နော်ဖိုင်ဝမ်နေရတဲ့ဖက်လူကလေအဲ့လိုတတိယရလာပြီသူမနေနိုင်တော့ဆိုရယ်တခုခုထထုတ်လိုက်တာမျိုးပေါ့အလုပ်တွေပါထထုတ်လိုက်တာမျိုးအဲ့လိုမျိုးလေးရောတွေ့ရတယ်နော်ဖိုင်ဝမ်နေရတဲ့ဖက်လူမှာလေ so oracle ကလေးတစ်ချက်ကြည့်မယ်ဒီ connection မှာဘာအိစေချင်တယ်ပေါ့နော် so python နဲ့တစ်ဖက်လုံးနဲ့ကိုယ်နဲ့ရရဲ့ connection မှာတိစေချင်တာမျိုးရှိတာ so python တစ်ဖက်လုံးနဲ့ကိုယ်နဲ့ရရဲ့မှာ universe ကဘာအိစေချင်တယ် boundaries အဲတယောက်နဲ့တယောက်ကြားရဲ့မှာနှစ်ယောက်စလုံးကအဲ့လိုတယောက်နဲ့တယောက်ကြားရဲ့မှာ boundaries တွေရှိရဲ့ဆိုတဲ့ပုံစံပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲသူကလည်းသူ့ရဲ့ boundaries နဲ့သူရှိတယ်လို့မျိုးကိုကလည်းကိုယ့်ရဲ့ boundaries နဲ့ကိုရှိအဲနှစ်ယောက်အတွက်ကောင်းတယ်ပေါ့နော်ကောင်းတယ်သူများရဲ့လည်းလာပြီးရောနှစ်ယောက်ကြားရဲ့ဝင်လို့မရဘူးပေါ့အဲ့လိုပုံစံမျိုးတွေ့ရတယ် purpose of the marriage အဲ့တော့နှစ်ယောက်ကလေအရင်က toxic relationship မျိုးမဟုတ်ဘူးပေါ့နော်အဲ့လို reflect တွေပါရေးလဲ reminder ပုံစံမျိုးတွေ အဲပြောတာမျိုးမရှိဘူးဒီကက်တေရလေဆိုတော့အကိုကတယောက်တည်းမဟုတ်ဘူးဟိုအများအားကိုဗေနာမှာအဆောင်လျှောက်တွေရှိရဆိုတော့ဒါကိုကတယောက်တည်းလို့ခံစားနေရတဲ့ဖိုင်ဝမ်နေအတွက်ပေါ့နော်တချို့ဖိုင်ဝမ်နေအဲ့လိုပြက်သွားပြီးရဲ့အချိန်မှာတယောက်တည်းခံစားနေရမျိုးရှိရှိလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းအခုတယောက်တည်းဟိုနိုင်ငံခြားမှာနေနေရလို့အထီးကျန်တာမျိုးရှိရင်ရှိလိမ့်မယ်ပေါ့နော်အဲ့တော့ဒါဘယ်ဟောမှလူဆိုတာကိုတယောက်တည်းမဟုတ်ဘူးဒါပတ်ဝန်းကျင်လည်းပတ်ဝန်းကျင်မှာလည်းလူတွေရှိရကိုယ့်ငွေချင်းတွေလည်းရှိရမိသားစုတွေလည်းရှိရအချိန်မီးဖုန်းခေါ်လို့ရရပြီးတော့နောက်ဆုံးကိုယ့်ရဲ့ဘေးနားမှာဘယ်သူမှမရှိဘူး ို့ခံစားနေရင်တော့မှဒီမှာကိုယ့်ရဲ့ဘေးနားမှာအဆောင်လျှောက်တွေ spirit တွေရှိရဲဆိုရဲပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေကအဲကိုယ် remind လုပ်ချင်တာပေါ့ဒါကတော့ phi 1လေးတွေအတွက်ဒါ positive energy လေးပေးလိုက်တာလို့တော့ယူဆရဲဆိုတော့နောက်တစ်ခါထပ်ပြီးတော့ဆွေးမယ် for phi 1တစ်ဖက်လို့နေကုန်နေ okay you're always doing it အဲ့တော့အဓိကကို overthink ဖြစ်နေရပြီဆိုလို့ရှိရင်လည်းမဖြစ်နဲ့ပေါ့နော်ကိုကဟို positive energy နဲ့နေနေလို့ရှိရင်ပို့ပြီးတော့ကောင်းလိမ့်မယ်အဲ့ overthink ကြရဆိုလို့ရှိရင်လည်း overthink မဖြစ်နဲ့ပြီးရင်အမှန်တရားကိုရင်ဆိုင်မှာကို့မှာအခုပေါ့နော်အခုဒီ phi 1နေမှာအခက်အခဲတခုခုကြုံတွေ့နေရပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကတခုခု avoid လုပ်ထားတာမျိုးပေါ့နော်ရှောင်ဖယ်ထားတာမျိုးဟိုကိုကြောက်လို့ avoid လုပ်ထားတာမျိုးဆိုလို့ရှိရင် ဒါ face လုပ်လိုက်ပါရင်ဆိုင်လိုက်ပါပြီးဟိုရင်ဆိုင်လိုက်မှပဲပြီးသွားမှာပေါ့เนาะအဲ့လိုပုံစံမျိုးဒါကတော့အခြေအနေနဲ့မဆိုင်မနေတခြားဟိုမှာ education ဖြစ်ခြင်းဖြစ်မဲ့ဟိုအလုပ်ကိစ္စနဲ့ပတ်သက်ပြီးဖြစ်ခြင်းဖြစ်မဲ့တခြားတခြားဆိုလူမျိုးရေးကိစ္စတွေလည်းဖြစ်လိမ့်မယ်ပေါ့เนาะအဲ့တော့ရင်ဆိုင်စရာရှိရရင်ဆိုင်လိုက်ပါဖြည့်ရှင်းလိုက်ပေါ့เนาะပြဿနာတစ်ခုရှိရအဲ့ဒါကိုရှောင်ဖယ်မနေပဲနဲ့ဖြည့်ရှင်းလိုက်ပြီးပြီးသွားလိမ့်မယ်ဆိုရပုံစံမျိုး universe ကပြောချင်တာဒါကတော့အခြေအနေနဲ့မဆိုင်မနေတခြားကိစ္စရက်တွေမှာ file 1တွေကိုသတိပေးချင်တယ်အဲ့လိုမြင်နေပေါ့เนาะ okay အဲ့တော့ pile one နေအတွက် order ကလေးထပ်ပြီးရစမယ်အအဓိက self care အတွက်ပေါ့နော်ကိုကိုကိုဘာလေးတွေအဲလောက်ရမလဲပေါ့အဲ့အလေးတစ်ချက်ချင်း so pile one နေအတွက် self care message ဒါတော့ဖြစ်မလဲ okay အဲကိုကကိုရဲ့ plan အတိုင်းပဲကိုသွားပါကိုမှာ plan နေရှိနေမယ်ဖိုင်ဝမ်းနေရ plan လုပ်တတ်တယ် plan လုပ်တာတော်ရဲ့ပုံစံမျိုးဒါမှမဟုတ်လို့ရှင်တခုခုအဲ့လို schedule လုပ်ပြီးတော့သွားတဲ့ပုံစံမျိုးပေါ့နော်ဒီချိန်မှာဒါလုပ်မယ်ဟိုချိန်မှာဟိုဟာလုပ်မယ်အဲ့လို routine နဲ့သွားတဲ့လူမျိုးဆိုရင်ပို့ပြီးတော့ကောင်းလိမ့်မယ်အခုဖိုင်ဝမ်းအောင်ကြည့်နေရဆိုရဲမှာအဲ့လိုလူမျိုးမရှိဘူးဆိုရင်လည်းအဲ့လိုမျိုး plan လုပ်ပြီးတော့သွားပါအဲ့ဒါဆိုလို့ရှင်ကိုရဲ့ဘဝပို့ပြီးတော့ upgrade ဖြစ်လိမ့်မယ်ပေါ့နော် ဒီအခြေအနေကိစ္စရင်းမှာလဲ manifestation တွေဘာကြီးလုပ်လို့ရှိရင်ကိုကအဲ့လို journaling လုပ်တာမျိုးတွေ scripting လုပ်တာမျိုးအဲ့လိုမျိုးတွေနဲ့လုပ်လို့ရမယ် so okay အကိုကိုရိုင်း focus လုပ်ဖို့ပေါ့နော်ဒီမှာအကြီးက meditation တွေလုပ်မယ်ကိုကိုရိုင်းပို့ပြီးတော့တော်အောင်ပို့ပြီးတော့လှအောင်ပို့ပြီးတော့အဲဒီထက်ပို့ပြီးတော့ဘဝမှာ upgrade ဖြစ်အောင်လုပ်မယ် အဲ့အဲ့အချိန်ကြာလို့ရှိရင်ကိုလိုချင်တာကြီးကိုဖြစ်ချင်တာကြီးရလာလိမ့်မယ်အဓိကလေဒီ file one တွေကိုတတိပေးချင်တာတခုတော့ရှိရပေါ့နော် okay ဒီ neck ပေါ့အဲ့တတိပေးချင်တာတခုတော့ရှိရဟိုကိုကလေတခုခုရင်ဆိုင်နေရတာမျိုးအမအခက်အခဲတခုခုပေါ့နော်ကြောက်လို့ဟိုထွက်ပြောမဖြစ်ရှင်းတာမျိုးကြောက်လို့မရင်ဆိုင်တာမျိုးကိုကိုလူမုံမှာဆိုလို့လူပြောခံမှာဆိုလို့အဲ့လိုလူမျိုးကြီးရှိရဆိုလို့ရှိရင်လေ ဟိုရင်ဆိုင်လိုက်ပါဗောနော်ဥမာအလုံးမှာအစုခံရမှာဆိုလို့တခုခုဖုံးကွယ်ထားဆိုလို့ရှိရင်လည်းမဖုံးကွယ်ဘဲနဲ့ပြပြလိုက်ရင်ဆိုင်လိုက်ပေါ့နော်အလို face လုပ်လိုက်လို့ပြောရှင်တယ်ဒီမှာ universe ရဲ့ပုံစံအားလေဆိုတော့ဟို ပြဿနာပြီးွားပါပေါ့နော် face လောက်လိုက်လို့ရှင်လေအဲ့တော့ဟိုရှောင်နေလို့ရှင်ဒါကြီးကပြီးမှာမဟုတ်ဘူးအဲ့တော့မရှောင်လို့ရှင်ဒါကြီးကပို့ပြပြမယ်ဒါရင်မှလေ maybe ကိုဖုံးကွယ်ထားတဲ့အရာတွေကိုပြောရလဲဖြစ်နိုင်တယ်ဥပမာစိတ်ပေါ့နော်စိတ်ထဲမှာ trauma ရှိနေရမျိုးတွေအဲ့လိုကိုယ့်ရဲ့စိတ်က avoidance issue ရှိနေရတချို့ရေစိတ်ထဲမှာ issue တွေရှိကြတယ်ကိုကိုကိုမသိကြတဲ့လူတွေများရပေါ့နော်တချို့ awareness ရှိတဲ့လူတွေကတော့လေသိကြပါတယ်ဒါပေမဲ့ အဓိကဖိုင်ဝမ်းနေမှာအဓိကလောက်ရမှာကကိုယ့်ရဲ့ asset ထဲရဟာဘယ်ဖြစ်ဖြစ်ဒါမှမဟုတ်အပြင်မှာပြဿနာတစ်ခုခုရှိနေရဆိုရင်လည်းအဲကို့မှာတစ်ခုခုရှိနေလိမ့်မယ်အဲ့ဒါကိုဖြည့်ရှင်းပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုပြောချင်တာအဓိကရှောင်ဖဲမနေဘဲနဲ့ဖြည့်ရှင်းလိုက်ဆိုပုံစံမျိုး universe ကအဓိက message ပေးရှင်ပါတယ်အဲ့တော့တစ်ဖက်သူကိုယ်သတိရနေလားဆိုရင်မိကုံးမှာတော့ yes သတိရနေရဲ့စိတ်ထဲမှာအမြဲရှိနေရတယ်ဒါပေမဲ့ဟိုလိုမျိုး desperately အဲအရန်လွမ်းစွန့်နေရမျိုး ဟိုရွှေ့နေရလို့ဆွေးနေရမျိုးတော့မဟုတ်ဘူးစိတ်ထဲမှာအမြဲရှိရဲ့ဩဒီချိန်ဆိုသူဒါလုံးနေမှာပဲဘာလုံးနေမလဲမသိဘူးအဲ့လိုမျိုးကိုယ့်ကိုစိတ်ထဲမှာတော့အမြဲရှိရဲ့တတိယရဲ့ပေါ့နော်ဒါပေမဲ့တတိယရဲ့စိတ်ကိုလည်းတတိယရဲ့အတိုင်းထားပြီးတော့သူကဟိုအချုပ်ထိန်ထားရဲ့ပေါ့အပြင်ပိုင်းမှာတော့ဘာမှမဖြစ်သလိုပဲနေပြရဲ့နေတတ်တယ်ပေါ့နော်တစ်ဖက်လူရဲ့ပုံစံရင့်ကျက်ပါတယ်သူပုံစံလေးရဲ့ဟိုရင်းရင်းကျက်ကျက်လေးစိတ်ထိန်နိုင်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ် ိုအမြင်နဲ့အမြင်မှာလည်းမကောင်းတဲ့ intention တွေမရှိဘူးတရားစတိရရဲ့သူငါ့ကိုဒါလေးလို့ပေးခဲ့တယ်ဒီလိုမျိုးလေးတွေငါ့ပေါ်ကောင်းပေးခဲ့တယ်ဆိုတာမျိုးလေးတွေကိုပဲသူမြင်တာများရဲ့ပေါ့နော်အဲကောင်းပါတယ်ဖိုင်ဝမ်လေးအဲသူကကိုတတိယနေတတိယနေတာစိတ်ထဲမှာတော့အမြင်ရှိနေပါတယ်ဆိုတော့ okay ပါဒါလေးကတော့ pie one လေးရေရီတင်ပါ pie one လေးတွေအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲတော့ pie one လေးတွေနောက်ထပ်ရီတင်မှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello အားလုံးပဲမင်္ဂလာပါရှင်အဲ့တော့ Phi 2ပေါ့နော်ဒီ reading လေးရတော့ Phi 2ရဲ့ reading လေးဖြစ်တယ် Phi 2လေးရေဒီ Phi လေးကိုရွေးထားသေးတာပြီဆိုရင်ဒီ reading လေးစက်ပြွေးကြည့်လို့ရရယ်ထုံးစံအတိုင်းပဲကက်ကလေးရေကို energy ကောင်းကောင်းလေးနဲ့အေးအေးဆေးဆေးဆွဲမှဖြစ်တဲ့အတွက်ကြည့်ရဆိုရင်လည်းဆေးရှိရှိနဲ့ကြည့်ပေးကြပါနော်အဲ့တော့ Oracle ကက်ကလေးလည်းထုံးမယ်တစ်ဖက်လူကိုတတိယနေ့လာကျွဲ reading လေးကိုအဲကြည့်မယ်နော်အဲ့တော့ Phi 2 ော့ဖိုင်တူလေးတစ်ဖက်လိုကိုယ်တတိယနေရာမျိုးရှိရလား ြတယ်ကို့ကိုလည်း maybe သူ့နဲ့ကိုနဲ့လေအဲ့လိုမျိုး separation ဖြစ်တာမျိုးပြတ်သွားတဲ့အချိန်မှာသူ့ဘက်ကထွက်သွားတာမျိုးဒါမှမဟုတ်လို့ရှိရင်သူ့ဘက်ကထွက်သွားခြင်းအောင်ကိုထွက်သွားခြင်းအောင်လုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ဖို့များတယ်အာသတိရနေလားဆိုလို့ရှိရင်တော့ yesterday ရနေရပြုတ်ကို့ကိုလည်းစောင့်နေသေးရဆိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်စောင့်နေရဆိုတာကလေအဲ့လိုကို့ဘက်ကစကားလာပြောမှာစပြီးတော့ခေါ်มาเนาะအဲ့လိုမျိုးစောင့်နေရဆိုတဲ့ energy မျိုးရရတယ် အဲသူနဲ့ကိုနဲ့ကလေအဲ့လို gap တစ်ခုရှိလိမ့်မယ်ဂျားရဲမှာ fight one မှာလည်းအဲ့လိုမျိုးပဲပေါ့နော်ဂျားရဲမှာ gap တစ်ခုရှိလိမ့်မယ်ဟို long distance ဖြစ်တာမျိုးအသက်ရွယ်အရန်กว่าတာအဲဘာသာရေးလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့အဲ့လိုငွေရေးကြီးအဲ့လို gap တစ်ခုရှိလိမ့်မယ်အဲအဲ့အပေါ်မှာလည်းသူ့အနေနဲ့အဲ့အရာတစ်ခုစဉ်းစားရမျိုးရှိရဲ့ပေါ့နော် maybe long distance ပေါ့အဲ့အရာကြီးလည်းဖြစ်နိုင်ပါတယ်เออตัวก็ถั่วตัวอ่ะမျိုးถั่วตัวฉินอองลุตาမျိုးลุเข้ลูปอเนาะดี relationship มาだแม้เอ่อตัวกู တတိယရယ်တတိလဲရယ်တတိယရယ်ဆယ်ညမှာလဲတာမန်ထပ်ပိုးရယ်တတိယရမျိုးပေါ့เนาะအဲ့လိုပုံမှန်တတိယရထပ်ပိုးရယ်တော်တော်တတိယရယ်လို့ပြောလို့ရရယ်ပြီးွားရင်ကို့ကိုစောင့်နေ तू ကတော့ကို့စီကိုဟို action နဲ့လာခြင်းမလာမှာဒီလာဥမာစကားလာပြောတာတို့လာပြီးတော့ဆာလာပို့တာတို့လှုပ်ခြင်းမလှုပ်မှာဖိုက်တူးရဲ့တစ်ဖက်လူပါလေဒါမဲ့ကို့ကိုစောင့်တာ तू ကကို့ကိုသူ့ကိုလာပြောစီခြင်းတာပေါ့เนาะဟိုရှင်းရှင်းပြောရရင် သူ့ကို approach လုပ်စေချင်တာအဓိကဆိုတော့တစ်ဖက်လူကမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဲ့လိုမျိုးသူ့ကို chase လုပ်ရတဲ့အဲ chase လုပ်စေချင်တဲ့ energy မျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုနည်းနည်းတွေ့ရတယ်။အဲနောက်ဆုံးကိုကမ chase ဘူးတေချာတော့မှ तू chase လုပ်တာမျိုးလုပ်ချင်လုပ်လိမ့်မယ်။ဒါပေမဲ့သူ့ဘက်က expectation ကဟို तू ငါ့ကို chase လုပ်မှာပဲ तू ငါ့ကိုလာခေါ်မှာပဲလို့သူ့ဘက်က expectation ရှိနေတဲ့၍ သူကိုလာခေါ်မှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးသူ့ရဲ့ယုံကြည်မှုပေါ့ maybe အဲ့ဒါသူ့ရဲ့ manifestation သွားဖြစ်ခြင်းလည်းဖြစ်နေရတည်လား तू ကကို manifest လုပ်နေတယ်လို့လည်းဖြစ်ခြင်းဖြစ်နေတယ် तू အရန်ယုံကြည်နေတဲ့အချိန်ပေါ့နော်အဲ့လိုမျိုးဆိုရင် so anyway तू ကဟိုကိုတတိယနေတယ်ကိုပြန်လာခေါ်မှာလည်း तू စောင့်နေတယ်ဒါပေမဲ့သူ့ဘက်ကတော့လာမခေါ်ခြင်းဘူးပေါ့နော်အဲ့လို energy မျိုးရရဲပြီးွားရင်တော်တော်လေးတော့တတိယအပီဆုံးသွားရဲ့ဆက်ဆံရေးရလူတွေဖြစ်ဖို့များရဲ့ဥမာ situation ship တစ်ခုမှ end လုပ်ခဲ့ရမျိုးသိရမလား အဲဒါမှမဟုတ်လို့ရှိရင်ဒီရီစားရေပြတ်သွားမျိုးเนาะအမ crash တွေဆိုလဲ no contact ဖြစ်သွားမျိုးအအဓိကတော့လေ fight 2မှာကအဲ့လို x တွေ separate ဟို situation ship ကနေပြီးတော့ကွဲသွားရင် no contact တွေအဲ့လိုမျိုးတွေဖြစ်ဖို့များတယ်တစ်ချိန်လုံးကအဲ့လိုရင်းရင်းနှီးနှီးပတ်သက်ခဲ့ဘူးတဲ့လူပေါ့เนาะအဲ့လူကကိုယ်သတိရနေရမျိုးမ crash တွေပါရတော့အရင်သတိရနေရမျိုးမဟုတ်ဘူးပေါ့ဟိုဒီမှာပြီးဆုံးသွားရဲ့ဆက်ဆံရေးကိုပြထားဖြစ်တဲ့အတွက်ကိုနဲ့ relationship တခုခုရှိခဲ့တဲ့လူပေါ့เนาะအလိုရင်းရင်းနှီးနှီးရှိခဲ့တဲ့လူကကိုယ်တတိယနေရာမျိုးတွေ့ရတယ်အဲသူ့ဘက်ကအရင်ထွက်သွားတဲ့လူပေါ့เนาะအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ်ထွက်သွားခြင်းအောင်လို့ဟို action နေနဲ့အရန်ဟိုလုပ်ပြရတဲ့လူပေါ့အဲ့လိုမျိုးလေးဖြစ်နိုင်တယ်เนาะဆိုတော့ pie do လေးရဲ့အတွက် oracle card လေးထုတ်မယ်အဲ့တော့ pie do oracle card လေးရပါဖြစ်မလဲ universal message ပေါ့เนาะ try to adapt the relationship with the oracle message here. Pali, to adore the relationship with the oracle message. okay ဖိုင်တူးလေးတွေကအဓိကလေကိုကအဲ့လိုမျိုး connect with nature လို့ပြောရဲအဲ့လို manifestation လုပ်တာမျိုးရင်း meditation လုပ်တာမျိုးကိုကူကူပို့ပြီး focus လုပ်တာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးကိုလုပ်ပါ ritual လေးလုပ်ချင်လဲလုပ်လို့ရတယ်အဓိကကို့မှာကအဲ့လို vibration တွေကကောင်းနိုင်တယ်ပေါ့เนาะကောင်းနိုင်တယ်ကိုယ့်ရဲ့ frequency ရဲ့ vibration တွေကကောင်းနိုင်တယ်ပြောရရင် energy ကောင်းနိုင်တယ်ပေါ့ energy ကောင်းနိုင်တဲ့အဲလူမျိုးဖိုက်တူးတွေอ่ะဆိုတော့အဲ့ဒါကိုကိုက boost လုပ်ဖို့လိုရဲ့ boost လုပ်တဲ့နေရာမှာလည်းကိုကိုကိုပို့ပြီး confidence ရှိအောင်နေမယ်အဲကိုကိုကိုပို့ပြီး self care လုပ်မယ် meditation တွေလုပ်မယ်တရားထိုင်မယ်ကိုစိတ်ကိုပို့ပြီးတော့အဟာရတွေဖြည့်ရမျိုးပေါ့နော်အဲအဲ့လိုပုံစံမျိုးဆိုရင်ကိုယ့်ရဲ့ life မှာကိုယ့်ရဲ့ဘဝမှာဘာလို့ရှင်ချင်းဘာဖြစ်ချင်းချင်းဒါ universe ကပေးနိုင်တယ်ဆိုရယ်ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်ဒါပေမဲ့အဲ့လို stage ရောက်ဖို့တော့ကိုကတေချာလေးကိုကိုကို focus လုပ်ပြီးတော့ train ရမှာပေါ့နော်အဲ့လို phi 2တွေမှာ spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့အောင်မြင်နိုင်တယ်စိတ်ဝင်စားရဲဆိုလို့ရှိရင် အဲ့အပိုင်းမျိုးဟိုလိုက်လုပ်လို့ရရပေါ့နော်အဲ့လိုပုံစံမျိုးအဓိကကတော့ spiritual ဆိုတော့ကိုယ်ကို healing လုပ်တာမျိုးသိရမလား chakra balance လုပ်တာမျိုးဟိုအစုံမဲပေါ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့တကယ်စိတ်ဝင်စားတဲ့သူတွေကဟိုတကယ်လေးလာရဲအများကြီးလေးကျေပြတ်နေပေါ့နော်အဲ့ကိုကတကယ်စိတ်ဝင်စားရဆိုရင်လို့တကယ်စိတ်ဝင်စားလို့ဆိုလို့ရှိရင်တော့ဟိုဖျားရှိခိုးကတရားထိုင်တာလို့ပေါ့နော်အဲ့လောက်တော့လုပ်တင်တယ်လို့မြင်တယ်ဖိုက်တူတွေက energy ကောင်းတယ်အဲအဆောင်ရှောက်တွေကောင်းတယ်လို့မြင်ထားရပေါ့နော်လက်ရှိမှာ ဆိုတော့ okay Python လေးရဲ့အတွက် Oracle ကတ်လေးရေးထပ်ပြီးတော့ဆွဲမယ်ဆိုတော့ဒီကတ်လေးကတော့ဒါ self care ကတ်လေးပေါ့နော်ဘယ်လို self care လုပ်ရမလဲပေါ့ for Python ဒီလို self အဲ look at the stars အဲဒါလေးလဲဒါဆိုဒီရဲ့ sign နေเนาะအဲပြီးွားလို့ရှိရင်ဒီလိုမျိုးကြဲလိုက်အဓိကတော့လေဟိုက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 ိုပေါ့เนาะကိုကိုကိုပြန်ပြီး reflect လုံးစီခြင်းလုံးလုံးစီခြင်းတယ်လို့မြင်တယ်ကိုကဘာဖြစ်ရှင်လို့ဖြစ်ရှင်မဲမသိရမျိုးကြီးရှိတတ်တယ်ဘာလုံးရှင်လို့လုံးရှင်တာမျိုးကြီးမသိမှန်းရှိတတ်တယ်ပေါ့เนาะအဲအကြောင်းမို့လို့ကိုကိုကိုပြန်မြင်အောင်လို့ကြည်ပါလို့ပဲပြောရှင်တယ် okay yes ritual ပေါ့နော်ခုနကလည်းထည့်ပြီးတော့ပြောခဲ့ရေးဒီမှာအဲ ritual လုပ်ချင်တာမျိုးလေးရေ meditation လုပ်ချင်တာမျိုးလေးရေဆိုလို့ရှိရင်အဲလုပ်လို့ရရဲဆိုရင် energy မျိုးပေါ့နော်အဲ့လို energy မျိုးရရဲဆိုတော့အဲဖြစ်နိုင်ရင်တော့ ritual လေးလုပ်စီခြင်းနဲ့ ritual လုပ်တဲ့အချိန်မှာလေးကိုကဟိုဘယ်လိုပြောမလဲဟိုလိုမျိုးကြီး အခြေအနေနဲ့ပတ်သက်ပြီးတော့ visual ပဲလိုရမယ်ဆိုတာမျိုးမဟုတ်ဘူးဒီမှာ visual ဆိုလို့ရှိရင်လည်းအဲကိုကပိုလာအောင်လုပ်မလားကိုကိုပိုပြီး confident ရှိအောင်လုပ်မလားအဲ့လို self care ပိုပြီးလုပ်ဖြစ်အောင်လုပ်မလားအဲ့လို visual လေးလုပ်လို့ရတယ်ပြီးတော့အဲကိုအိမ်မှာခွေလေးအကြောင်းလေးမွေးထားတယ်လိမ့်ဆန်လေးမွေးထားတယ်ဆိုလို့ရှိရင်လည်းသူတို့နဲ့ spend time လုပ်လို့ရတယ်ပေါ့နော်အဓိကကို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  energy ကို boost လုပ်ခိုင်းတာ pai do တွေမှာလေ universal message ကဒီ relationship ကဒါသူ့အနေသူသွားနေရပေါ့နော်ဟို relationship ကြီးကိုဘာမှဟို အရင် focus ထားမျိုးမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီခေါင်းစဉ်ကလည်းဒီမှာတတိယနေလာပေါ့နော်ဆိုတော့သူကိုယ်တတိယနေရေဆိုတာအဆင်ပြေသွားပြီပေါ့အဲ့လိုမျိုးဘာဆက်ဖြစ်မှလဲဘာကြီးလဲမကြည့်ပေးထားဘူးဒါရရနောက်ခေါင်းစဉ်နေမှာလာမယ်ပေါ့နော်ဒီမှာကိုယ်အတွက် self care လေးဘာလေးလုပ်တင်လဲဖိုက်တူးလေးအတွက်အကျိုးရှိအောင်ဘာလေးလုပ်တင်လဲပေါ့နော် universe က message ပေးတဲ့ပုံစံမျိုးဆိုတော့ အဲ ritually လုပ်လို့ရမယ်ဒီမှာကိုယ့်ရဲ့အိမ်မှာရှိရဲခွေးလေးကြောင့်လေးနဲ့ spend time လုပ်လို့ရမယ်အဓိကကတော့ spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့လိုက်စီခြင်းနဲ့ဖိုက်တူကိုလေ spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကြားထားရပေါ့နော် get လေးရလေအဲဒီ tarot card တွေမှာလည်းဒီလိုပဲ spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့မြင်ရတယ်ဆိုတော့ကိုယ်ကစိတ်ဝင်စားရဆိုရင်ဒီလိုမျိုး spiritual ဘိုင်းတွေကိုလိုက်လို့ရပါတယ်နော် အဲ့တော့ okay ဒါလေးတွေကတော့ phi 1လေးရဲ့ oh sorry phi 2လေးရဲ့ reader မှာအဲ့တော့ phi 2လေးရေးဆုံးတိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် reader မှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello Pi 3လေးမင်္ဂလာပါရှင်ဆိုတော့ Pi 3လေးတွေအမ်ဒီ Pi ကိုရွေးထားတည်ကြပြီဆိုလို့ရှိရင်ဒီရေဒီလေးကိုဆက်ပြီးတော့ကြည့်လို့ရရဲ့အာ Pi 3လေးကတဖက်လူကိုတတိယနေလာပေါ့เนาะ ဟဲ့လူကိုတတိယနေ့လားဆိုတာလေးကိုကြည့်ပြီးမှဖြစ်တယ်။အဲကက်လေးတွေကိုအေးစီလေးဆွေးမှဖြစ်တဲ့အတွက်ကြည့်ရသူတွေလည်းအရင်မလိုပဲနဲ့ဟိုစိတ်လေးညင်ညင်ထားပြီးတော့ကြည့်ပေးကြပါနော်။အဲ့တော့ okay pie 3တစ်ခါလူကိုတတိယနေ့လားပြပြပေးပါ။ တိယနေလာဆိုလို့ရှင်တော့လေတစ်ဖက်လူကလေဘယ်လိုပြောရမလဲလက်ရှိမှာအဲ့လိုသူ့ရဲ့တငယ်ချင်းနေနဲ့အရှင်ပြုံးနေရမျိုးတွေ့ရတယ်သူကလေကိုယ်တတိယအထက်အဲ့လိုသူ့ကိုယ်သူပဲပို့ပြီးတော့ focus တဲ့ပုံစံပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ် တော့ Pi 3လေးလေလုံးဝသတိမရတာမျိုးမဟုတ်ဘူးအာဒီလေးကပ်ပေါ့နော်အဓိကလေ तू ကအဲ့လိုသူ့မှာအခုပေါ့နော်ဥမာမိသားစုတွေနဲ့ spend time လုပ်နေရမျိုးတငယ်ချင်းတွေနဲ့ spend time လုပ်နေရမျိုးဒါမှမဟုတ်လို့ရှင်လဲစကားပြောနေတခြားတယောက်ရှိရမျိုးသူ့မှာ focus လုပ်စရာတခြားတစ်ခုရှိနေရတခြားတယောက်တခြားအရာတစ်ခုကို focus လုပ်နေရရှိရှိတော့ ကိုယ်အရင် focus မလုပ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်အဲ့တော့သူ့ရဲ့ပုံစံလေးဘယ်လိုပြောမလဲဆိုတော့ maybe ကိုယ့်ထက်အသက်ကြီးကောင်းကြီးလိမ့်မယ်ကိုယ့်ထက်ရင့်ကျက်လိမ့်မယ်အဲကိုယ့်ထက်ဟိုအဆက်ဆက်ရရပေါ့နော်ကျွမ်းကျင်လိမ့်မယ်လို့မြင်တယ်အဲ့တော့သူအရင်စိတ်ထိန်နိုင်တယ်လို့မြင်တယ်သူ့မှာကိုယ်နဲ့ပတ်သက်ပြီးတော့ခံစားနေရတဲ့ခံစားချက်တွေရှိရဲ feelings တွေရှိသေးရဲအချစ်တွေရှိသေးဒါပေမဲ့လေလုံးဝထုတ်မပြအောင်ကိုယ်ပဲထုံမပြရလဲဖြစ်နိုင်သလိုလူတိုင်းကို ထုံမပြရလဲဖြစ်နိုင်တယ်တိလား လုံးဝထုတ်မပြအောင်သူအေးအေးဆေးဆေးဖြစ်နေရဲဆိုပုံစံပဲပြရတယ်ဒါပေမဲ့စိတ်ထဲမှာလေကိုနဲ့ပတ်သက်တဲ့ relationship ကြီးကို hold လုပ်ထားတော့မယ်ပြီးတော့နောက်တစ်ခုက तू ကကိုယ့်ကိုစောင့်နေရလို့ကိုကလည်းသူ့ကိုစောင့်သူကလည်းကိုကိုစောင့်အဲ့လိုဖြစ်နေတာပေါ့နော်သူကကိုကိုစောင့်နေရဲဆိုတာလေအဲ့လိုကိုဘက်ကပြန်လာမအောင်စောင့်တာမျိုးမဟုတ်ဘူးကိုဘက်ကစပြီးတော့ first move လုပ်မအောင်စောင့်တာမျိုးဖြစ်နိုင်တယ်။ maybe phi 3ရေမှာလေအဲ့လို တစ်ဖက်လူကအဲ့လို attention seeker သိရမလားကိုယ့်စီကိုယ့်စီ attention ရအောင်သူ story တွေတင်တာမျိုးတွေ set up တွေတင်တာမျိုးတွေအဲ့လိုမျိုးကြီးရှိခြင်းလည်းရှိလိမ့်မယ်အဲဒါမှမဟုတ်ရှင်ကိုသူ့လာခေါ်အောင်လို့သူတနည်းနည်းနဲ့ရော try နေရယ်ကွယ်တည်လားအဲ့လိုပုံစံမျိုးလေးတွေတွေ့ရတယ်ဆိုကိုရောလာမခေါ်ခြင်းလားဆိုရင်တော့အရန်လာခေါ်ခြင်းနဲ့ဒါပေမဲ့လုံးဝလာခေါ်မှာမဟုတ်ဘူးကိုဘက်ကလာခေါ်ရအောင် तू ကလိုချင်တာเนาะအဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဒါပေမဲ့ तू ကိုလာမခေါ်ဘူးကိုမခေါ်ဘူးဆိုတာတေချာရဲ့အချိန်မှာတော့ तू ခေါ်ခြင်းလက်ခုံပါပေါ့နော်အဲဒါပေမဲ့လေကိုကအဲ့လိုသူ့ကိုလာခေါ်စေချင်တာဆိုလို့ရှိရင်လည်းကိုဘက်က ritual လုပ်တာမျိုးကြီးလည်းလုပ်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုစိတ်ထဲကလည်းသူ့ခေါ်ခြင်းနေတယ်သူ့စိတ်ထဲကလည်းကိုကိုခေါ်ခြင်းနေအနှစ်ယောက်ကမခေါ်ဖြစ်တာပေါ့နော်အဲ့တော့ကိုဘက်က ritual လုပ်လိုက်လို့ရှိရင်ဒါသူ့စိတ်ထဲမှာရှိတဲ့အတိုင်းကိုလာခေါ်မျိုးလေးကြီးလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့လုပ်ခြင်းလုပ်လို့ရတယ်မလုပ်ခြင်းလည်းရတယ်အဲ့တော့တစ်ဖက်လိုကကိုယ်တတိယနေလားဆိုတဲ့အပေါ်မှာတတိယဘူးမဟုတ်ဘူးရတယ် ဒါပေမဲ့သူ့ရဲ့တငယ်ချင်းတွေနဲ့ spend time လုပ်နေရမျိုးသူ့ရဲ့တငယ်ချင်းနဲ့အချိန်ဖြုန်းနေရမျိုးဥမာမိသားစုကိုအချိန်ပေးနေရမျိုးဒါမှမဟုတ်လို့ရှင်သူ့မှာတခြားနောက်ထပ်အဲစကားပြောရသူရှိနေရမျိုးတမင်တက်တက်ကိုယ့်ကိုမေ့ခြင်းလို့တခြားအရာတွေကို focus လုပ်နေတယ်လို့မြင်နေပေါ့နော်အဲ့လို energy မျိုးလေးကိုတော့ရရတယ်ဆိုတော့တစ်ဖက်လူကတတိယရရတယ်လာခေါ်ခြင်းမရောလာခေါ်လိမ့်မယ်ကိုလာခေါ်မှာစောင့်နေကိုကလည်းအဲ့လိုပဲသူလာခေါ်စီခြင်းနဲ့ဆိုရင်ကိုဘက်က ritual လုပ်တာမျိုး manifestation လုပ်တာမျိုးလုပ်ပါ အဲအဲ့ဒါဆိုရင်ပို့ပြီးရောလာခေါ်လိုက်မယ်ပေါ့နော်ပို့ပြီးရောအဆင်ပြေလိုက်မယ်ပေါ့ပြောချင်တာအဲတတိယရပြီမဲ့အဲတတိမရချင်အောင်စောင့်နေရဲ့လူပေါ့နော်တစ်ဖက်လူကအဲ့လိုပုံစံမျိုးဖြစ်နေဆိုတော့ Py3 အတွက် Oracle ကတ်လေးထုတ်မယ်နော်ဒီ relationship အတွက် universe ရဲ့ message ကပါဖြစ်မှာလေဒီ relationship အတွက်သိချင်ပါတယ် relationship အတွက် Python relationship အတွက် universal message ကဖြစ်မှာလေ Messi ရဲ့ relationship အတွက် invite message okay အဲ့တော့လေကိုသူနဲ့ကိုနဲ့ကအဲ့လိုမျိုး foundation ပေါ့နော် foundation မကောင်းခဲ့အဲပုံစံမျိုးတွေဖြစ်နိုင်တယ်ဥပမာတယောက်နဲ့တယောက်တေချာနားလည်းမမယူခဲ့ရမျိုးတွေတေချာမညှိနှိုင်းခဲ့ရမျိုးတွေ ဲ့လိုမျိုးလေးဖြစ်နိုင်တယ်နော်အဲ့တော့တေချာညှိနှိုင်းမှာဒီတစ်ခေါက်ပြန်ပြီးအဆင်ပြေခဲ့ရဆိုလို့ရှိရင်ပေါ့နော်အဲ့လိုတေချာညှိနှိုင်းမယ်တေချာစကားပြောမယ်တေချာ discuss လုပ်ဖို့လိုပါတယ်နော်အဲ့အရာနဲ့ပတ်သက်ပြီးတော့ဒီ oracle card တွေအနေနဲ့ကိုစုခြင်းနဲ့ဟိုတေချာမညှိခဲ့ဘူးလားတေချာမညှိနှိုင်းခဲ့တေချာစကားမပြောခဲ့ဘူးလားဆိုရယ်ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဒါမဟုတ်တာလေးနဲ့အဲ့လို separate ဖြစ်သွားတဲ့ပုံစံမျိုး꿰ွားတဲ့ energy မျိုးပေါ့နော်ဒါမဟုတ်တဲ့ကိစ္စလေးနဲ့꿰ွားမျိုးပြတ်သွားမျိုး uh, no contact ဖြစ်သွားမျိုးလေးဖြစ်နိုင်တယ်။ then the initiation error အဓိကလေကိုကအခုနပြောသလိုမျိုးပဲဟိုသူ့ဘက်ကပေါ့နော် ပြန်လာခေါ်ချင်တာ ਈ ပါဆိုရှင် ritually လုပ်လို့ရမယ်အဲ no contact ဖြစ်နေတဲ့အချိန်မှာတော့လေကိုကစိတ်ညစ်တာရေးစိတ်ရှုပ်တာရေးအဲ့လိုအမှောင်ဒူကြီးရောက်နေမှာပဲဒါပေမဲ့ပြန်အဆင်ပြေသွားလို့ရှင် maybe ဒီကကြရေးဆိုတော့ပြန်အဆင်ပြေသွားမျိုးလေးလည်းဖြစ်နိုင်တယ်ပေါ့နော်နည်းနည်းအဲ့လို energy မျိုးလေးရရဲ့ အဲ့တော့ပြန်အဆင်ပြေခြင်းနဲ့ဆိုရင်တော့ action ယူလိုက်ပုံတော့ကိုဘက်ကသူ့ဘက်ကတော့ဒီမှာတော်တော်လေးမာနတင်းခံနေရဖြစ်တဲ့အတွက်လာခေါ်ဖို့ကတော့ chance နဲ့ကိုကအဲ့လို visual လုပ် manifestation တွေတေချာကိုယ်ပိုင်လုပ်တတ်တယ်လုပ်နိုင်နေဆိုရင်တော့ရရပေါ့နော်အဲကိုကဘာလို့မာလဲပေါ့တိလားနော်ကိုဘာလို့မာလဲပေါ့ကို ဟိုကို move မှာလာသူ move တာဟိုဘက်ကိုချိန်ကုန်ခံပြီးစောင့်မှာလာပေါ့ဟိုတချို့တွေကတော့လာ move ချင်လဲ move မှာပေါ့နော်ဒါပေမဲ့အချိန်တော်တော်ကြာရင်ကြာသွားလိမ့်မယ်ကြာရင်မှလည်းဒီမှာ तू ကလည်းစကားပြောနေတဲ့သူတွေဘာကြီးရှိရဲ့တွေ့ထားတော့ဟိုနည်းနည်းတော့စိတ်ပူလို့ပေါ့နော်အဓိကကိုဘက်က move လို့ရင်လို့မလို့လို့ရှိရင်အဲ visual လို့နော် visual အကြောင်းလေး page မှာလာပြီးတော့စုံစမ်းလို့ရအ visual ကလည်းလောက်ခံနေကြရင်တဲတော့မေးရရပေါ့နော်ဒါ personally အဲ့လိုမေးပြီးတော့မှလုပ်လို့ရမရအောင်ကြည့်ပေးရတချို့ connection တွေကလုပ်လို့မရအောင်မရရင်တော့မလုပ်ပေးဘူးပေါ့နော်အဲ့ဒါတခုရရှိတယ် တော့နှစ်ယောက်ကအဲသူကတော့ကိုယ့်ကိုသတိရတာမျိုးရှိရဲ့အဲသတိရတဲ့စိတ်ပေါ်အခြေခံပြီးတော့ပဲအဲနှစ်ယောက်တူတူရှိနိုင်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်โอเคအဲ့တော့ universe ကနေပြီးတော့ဒီ phi 3ရဲ့အတွက်ပေါ့နော် phi 3တယောက်ထဲအတွက် message လေးရပါဖြစ်မယ်โอเค family အဲ့တော့ ကိုယ့်ရဲ့ family နဲ့ကိုယ်လည်းကိုယ်ကအချိန်ပေးစီခြင်းအမျိုးဖြစ်မှာပေါ့နော်အဲတူကလည်းသူ့ရဲ့ family ကိုသူအချိန်ပေးရမျိုးဖြစ်နိုင်တယ် okay and then သူကအဲ့လို family boy ဖြစ်နေရမျိုး family girl ဖြစ်နေရမျိုးဥမာမမား boy ဖြစ်နေရမျိုးတည်ရမလားအဲ့လိုမျိုးတွေဆိုလို့ရှင်တော့အဲနည်းနည်းလေးသူ့ရဲ့ family နဲ့အဆင်ပြေအောင်နေပေါ့နော်အဲ့လိုမျိုးတွေရရှိနိုင်မယ် use your hand maybe manifestation တွေလောက်တာမျိုးလေးဖြစ်နိုင်တယ် manifestation အဲ့တော့ဒီနောက်ဆုံး၃ခက်ကတော့ဒါ self care ပေါ့နော်ဒီ five 3တယောက်တည်းအတွက်ပဲအဲကြည်ရဖြစ်တဲ့အတွက်ကိုကကိုရဲ့ family ကိုအချိန်ပေးရမျိုးလေးလုပ်လို့ရမယ်เนาะအဓိကကိုဝါသနာပါလေးပဲလို့အမြဲ depression ဖြစ်နေရမျိုးဒီမှာဆိုလို့ရှိရင်အဲ့လိုကိုက depress ဖြစ်နေရဲ့ energy မျိုးလေးကိုလည်းနည်းနည်းရရပေါ့เนาะဆိုတော့ကိုကအမြဲ depress ဖြစ်နေရမျိုးမဟုတ်ဘဲနဲ့ဒီမှာဆိုလည်းအဲ့လိုပဲ အမြဲ depression ဝင်နေရမျိုးမဟုတ်ဘဲဒီလူ CEO ပဲ energy ရရောက်မနေပဲနဲ့ကိုယ့်ကိုလုံးစရာရှိရလေ vacation တွေသွားမယ်သိရမလားဟိုကိုဘာတာကိုလုံးစရာရှိရလို့မခရီးတွေသွားမယ်ကိုအတွက်ကို focus ပြီးတော့ self improvement ပေါ့နော်ကိုကိုကို improve ဖြစ်အောင်ကိုကိုကို upgrade ဖြစ်အောင် လုပ်ပါအဲ့ဒါဆိုလို့ရှိရင်တော့အဲ phi 3ရေဘဝပို့ပြီးကောင်းလာလိမ့်မယ်ကိုကလေ energy level မြင့်နေရဆိုလို့ရှိရင်ကိုနဲ့ energy level 2ရဲ့သူတွေကိုပဲ attract လုပ်တယ်သိလားအဲ့အချိန်ကြာလို့ရှိရင်လေ ကိုနဲ့ level 2လူတွေပဲရောက်လာမှာအဲ့တော့ကိုက level တစ်ခုကို level တစ်ခုကလူကိုလိုချင်တယ်ဆိုလို့ရှင်အဲ့ level တစ်ခုကိုရောက်အောင်ကိုဘကစူးစားပေါ့เนาะ energetically ပေါ့မကိုကိုကိုဘယ်လောက်ထိချစ်လဲကိုကိုဘယ်လောက်ထိတန်ဖိုးထားလဲအဲ့လိုပုံစံမျိုးပေါ့เนาะဟိုလိုမျိုး material status ကြီးကိုပြောချင်တာမဟုတ်ဘူးเนาะအဲ့တော့ it's all about energy ပါပဲအဲ့တော့ okay ပါဒါလေးကတော့ phi 3လေးရဲ့ reading မှာ phi 3လေးတွေ dividend လေးကိုအဆုံးဖြတ်ကြည့်ပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ phi 3လေးတွေနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်เนาะ